day 15မှာနောက်ထပ်သူရဲကောင်းတယောက်ထပ်ပြီးထပ်ပေါ်လာပါတယ်အဲ့ဒါကတော့ holy vatu ပါအဲ့တော့ vatu ကိုဘာကြောင့်သူရဲကောင်းလို့ပြောရလဲဆိုလို့ရှိရင် day 1ကနေ day 14အထိဒီနေ့တပုတ်စီပုံမှန်လေ့လာပြီးတော့နားထောင်ခဲ့ရလို့ဆိုရင်နည်းနည်းရိပ်မိတယ်သူရဲကောင်းဆိုတာဘာပြောလဲဆိုတော့တစ်လုံးတည်းရေးရတယ်ဆိုတာကိုပြောပြောပြောဆိုလိုတာဖြစ်ပါတယ်အဲ့လိုပဲ part 1တော့လည်းအဲ့လိုပဲသူကတစ်လုံးတည်းပဲရေးရပါတယ်ဘဝန်းနဲ့ဘတ်တူကလည်းပြီးတော့ဂျန်နက်ဖက်တွေကသူကဆိုသူအတွဲနဲ့သူရှိပြီးသား အဲတယောက်တည်းပဲတိတန့်ရက်တည်ကြတာတတိရှိကြတာတော့ဘဝန်းနဲ့ဘတူပါပဲအဲ့တော့ဒီမှာ verse ရောက်ွက်လေးလည်းလောက်ကြည့်လိုက်အောင်ပေါ့နော် verse ရောက်ွက်မှာဆိုရင် verse 0ရှိမယ်ဘဝန်းရှိမယ်ဘတူရှိမယ်ပေါ့အဲ့ဒီဆိုရင် sleep ဘဝန်းအမြဲတမ်းနှလုံးရှိနေနိုင်တယ်တခုကိန်းအတွက်ဆိုရင် a sleep လေးမှာ s လို့တယ်အများကြီးဆိုရင် မလို့ i နဲ့ you first person နဲ့ second person ဆိုမလို့ဘတူမှာတော့မျက်နှာမှာများတယ်ဘတူကတလုံးနဲ့ပဲရှိတယ်တခုကိန်းဖြစ်ဖြစ် i ဖြစ်ဖြစ် u ဖြစ်ဖြစ်အများကြီးဖြစ်ဖြစ်တလုံးနဲ့ပဲ s l e p t slap ပဲ ဟုတ်ပြီအဲ့ဒီဘတ်ဒူးနဲ့ရေးထားတဲ့ tense ကိုတော့ဘာ tense လို့ခေါ်လဲဆိုလို့ရှိရင် past simple လို့ခေါ်တယ်ဘာအတွက်သုံးလဲလို့တခါမှတ်ထားအတိတ်အတွက်သုံးတယ်အတိတ်မှာဖြစ်ပြီးခဲ့တဲ့ကိစ္စဆိုပြီးမှတ်ထားပါအတိတ်မှာဖြစ်ပြီးသွားပြီဆိုတဲ့ကိစ္စအကုန်လုံးကျွန်တော်တို့ကဘာနဲ့သုံးလဲဆိုရင် past simple လို့ခေါ်တယ်ဟောဒီကဘတ်ဒူးနဲ့သုံးပါတယ်အဲ့ဒီခုမှတ်ထားနော်ဘတ်ဒူးဒီအတိတ်အတွက်သုံးတယ်ဒီ fun 1ကကျတော့ဘာသက်သုံးလဲဆိုရင်မှတ်မိသေးလား day 1နဲ့ day 14တရက်စီပုံမှန်လေးပြန်ပြီးကြည့်ပါဦးနော် အာရက်30ပြည့်လို့ရှိရင်အောက်တက်ကြည့်ပြီပေါ့နော်ဟုတ်ပြီဒီဘဝကတော့ဘာအတွက်သုံးလဲဆိုလို့ရှိရင်အမှန်တရားတွေနေ့စဉ်လိုလိုလုပ်စဉ်တွေနော်အလေးအကျင့်တွေတုံးတာဖြစ်ပြီးတော့ဒီ value ကိုကြာတော့အတိတ်မှာဖြစ်ပြီးခဲ့တဲ့ကိစ္စတွေတုံးတာဖြစ်ပါတယ်ကဲထုံးစံအတိုင်းပဲကျွန်တော်တို့ဇီယားခွက်လေး၄ခွက်ရှိမယ်အဲ့တော့မောင်းဆောင်ခွက်ကိုတော့ဘာလို့ခေါ်လဲဆိုရင် affirmative လို့ခေါ်တယ်ရိုးရိုးပုံစံလို့ခေါ်တယ်နော် subject being verb အဲ့ဒီ verb ကဘာဘလောက်တုံးပါလဲဆိုရင် value ပေါ့လုတ်ခဲ့တယ်သွားခဲ့တယ်စားခဲ့တယ်ဆိုတော့ခဲ့သည်ဆိုတဲ့အဓိပ္ပာယ်ထွက်တယ်အဲ့ဒါ affirmative ရိုးရိုးပုံစံနော် နောက်ပုံစံတပြောတာပါလဲဆိုရင် negative ပုံစံလို့ခေါ်တယ် subject negative လုပ်မယ် negative ဆိုအငင်းလုပ်မှာပေါ့နော်ဒါ affirmative ဒါ negative လုပ်မှာအငင်းလုပ်မှာဆိုဘာဝင်ဖို့လို့လဲဆိုရင် not ဝင်ဖို့လို့ပဲလို့ချေပြောခဲ့တယ် not ဝင်ဖို့ဆိုရင် not ကိုကြိုဆိုမဲ့အကူရှိရတယ်အကူငူကမကြိုဆိုရင် not ကမဝင်ဘူး verdu လို့ main verb နဲ့ not နဲ့မပေါင်းဘူးဟုတ်ပြီနော် verb 1တုန်းက not လာမယ်ဆိုဘာအကူနှလုံးရှိလဲဆိုရင် do နဲ့ does နဲ့ not နဲ့ပေါင်းလိုက်တော့ don't နဲ့ doesn't ဖြစ်သွားတယ်တစ်ခုကိန်းဆိုရင် doesn't အများကြီးဆိုရင် don't ဟမ်ဖတူးမှာကြတော့အကူကတစ်ခုပဲရှိတယ်ဖတူးကအစတည်းကတော့တစ်လုံးတည်းပဲရှိတာဖြစ်တယ်အကူကလည်းတစ်ခုတည်းပဲရှိတယ်အဲ့ဒါကတော့ did တက်ပဲဖြစ်တယ်အဲ့ဒါ did တက်လဲခွက်လဲခွက်လိုက်ကော no ကဝင်ခွင့်ရသွားတယ် did not ပေါ့ဒါခွာရင်ပူးရင်တော့ did and apostrophe t လို့ရေးရတယ်အသက်ထွက်လေးကတော့ didn't လို့ထွက်တယ် did them အဲ့လိုမျိုးတော့မထုတ်ပါတော့အင်္ဂလိပ်အသံတော့ accent အမှန်ဆိုတော့ didn't ဆိုပြီးတော့ထွက်တာအဲ့ဒါဆိုရင် did did ဝင်လာပြီဆိုရင်ခါရဲလို့ပဲ ဒူးတက်ဝင်လာပြီဆိုရင်ဒူးတက်တက်ဝင်လာပြီဆိုရင်ဗတ်တူးကမနေတော့ဘူးသူကအစကတည်းကတည်းကသတိရှိနေတယ်သူရဲ့ကောင်းကြီးဆိုတော့သူ့ကိုကူတဲ့လူတွေလာရင်သူကမနေတော့ဘူးဘက်ဘလောက်ပဲဂျန်လဲဆိုရင်ဘက်ဇီရိုပဲဂျန်လဲနမူနာပြောပြမယ် he slept သူအိတ်ခဲ့တယ် s ထဲပို့မကြိုးစားတယ်နော်ရှေ့ကတကန်းဆိုင်တင်ပြီး s ထဲရင်တော့မှားမယ် s ထဲရဆိုတာဘတ်ဝမ်းမှာထဲတာနော် slept ဗတ်တူးမှာ s ထဲဆိုတာမရှိဘူးတခုကင်းဖြစ်ပြီးမြောက်ကင်းဖြစ်ပြီးဒါပဲသူအိတ်ခဲ့တယ်ဒါ you affirmative ပုံစံဒီပုံစံပေါ့ negative ပုံစံဆိုတော့ not လာမယ်ဆိုရင်ဘာပဲရှိလဲဆိုရင်ဒီတံပဲရှိတယ် he didn't slash ဆိုရင်မှာပြီ didn't ခေါ်ထားရင် but original but ဖြစ်တဲ့ slash sleep ကိုရေးရမယ်ဟုတ်ပြီเนาะပုံစံတစ်မျိုးရှိပြီတန်နီယာမြောက်ပုံစံတော့ဘာလဲဆိုရင် yes or no question လို့ခေါ်တယ် yes or no question မေးခွန်းလုပ်မှာဘာမှလို့ဆိုရင်လားမေးခွန်းလို့ခေါ်တယ်ဒါပေမဲ့ तू က verdu နဲ့တွဲတဲ့လားဆိုတော့ तू ခဲ့လားစားခဲ့လားဆရာကျွန်မခဲ့လားလို့ရေးရမှာเนาะနော်သွားခဲ့လားစားခဲ့လားလောက်ခဲ့လားနေခဲ့လားထိုင်ခဲ့လားဒီလိုဟာမျိုးတွေကို သုံးပါပေါ့အဲ့တော့မေးခွန်းလုပ်မယ်ဆိုရင်ရှေ့ကိုဘာထုတ်ရလဲအမြဲတမ်းပြောနေပြီအချက်အကူထုတ်ရမယ်မှတ်ထားနောက်ဟာတွေလည်းဒီလိုပဲဒီပုံစံတိုင်းပဲ not ထည့်မယ်အကူထုတ်မယ် wh ထည့်မယ်ဒီလိုပုံစံမှာလာပါအကူထုတ်မယ်ဆိုရင်ခဏကပြောပြီးသား vdu ရဲ့ main fat ဒီပါလဲ dind dit ပေါ့ဘာဝန်တော့ do နဲ့ does နဲ့နှလုံးထုတ်တယ်လေ vdu ကြတော့ဘာပဲထုတ်လဲဆိုရင် dind dit တစ်လုံးနဲ့ပဲထုတ်တယ်ပြီးတော့ subject ရှေ့မှာ dind dit ရှိရင်နောက်မှာ v0 ပဲဘ து ကအဲ့လိုမျိုးရှေ့ကအကူရင်းနဲ့ရှေ့ရုပ်ရှေ့ရှေ့သွားမနေဘူးဝရှင်မတ်အားဆိုရင် ခဲ့လားဒါလေးကိုမေးဖို့လုပ်ချင်တယ်မလားအဲဆိုရှေ့ကို GI တိတိထုတ်လိုက်နော်ဘဝမှာနည်းနည်းရှုပ်သေးရလေဘဝမှာတစ်ခုကိန်းဒီဘဝသုံးလုံးอ่ะဆိုရင်လေဒီ here တစ်ခုကိန်းဆိုရင် dust ထွက်ရတယ်ဒီနေရာမှာ they တို့ i တို့အများကြီးတော့ဆိုလို့ရှိရင်ခြေတော့ do ထွက်ရတယ်နှစ်မျိုးနှစ်ခွရှိတယ်ဘဒူကပိုလွယ်တယ်ဘဒူကဒီမှာဘာပဲဖြစ်ဖြစ်အေးမကြည့်ဘူး did ပဲထုတ်မှာပြင်ပါလားမလဲ hero တော့အသေးနဲ့ရေးပါတော့သူကအရှည်ဆုံးမဟုတ်တော့ဘူးဆိုတော့အသေးနဲ့ရေးမယ် did he ပြင်ဘက်ကလည်း zero ဆိုတော့ sleep ဒါဆိုရင် သူအိတ်ခဲလာပေါ့လာမေကုန်လေးရသွားသူအိတ်ခဲလာနောက်ဆုံးပုံစံတစ်မျိုးကတော့ wh question ပမာလို့ဆိုရင်လဲမေကုန်ပေါ့အဲဒါမှဘဒူးနဲ့တွေ့တဲ့ဟာဆိုခဲလဲဘယ်နေရာမှာတွားခဲ့တဲ့ဘလူးနဲ့နေခဲ့လဲဘာဒီစားခဲ့လဲဒီလိုအတိတ်တွေကိုမေးတာလဲခဲလဲဖြစ်ချင်တာရမ်းလွယ်တယ်ဒီ question wall လေးတွေရှေ့ကချက်တင်တဲ့ day 9လောက်မှလာမှဒီ question wall လေးကြောင့်ချက်တင်ခဲ့တယ်ပေါ့နော် where ဆိုတာဘယ်နေရာမှာဟုတ်လားနောက်ခါကျတော့ what time ဘယ်အချိန်မှာဒါတွေဖြစ်ပေါ့နောက် why ဘာကြောင့် 那好，不努力，努力就行嘛。你切，我努力也别他比的。咱们关心我，也来讲的，也叫讲嘛。好不？哎，关心我，我我，哪是不关心？我太懒，哪是懒不起来的？喏，did he sleep to A.K. 啦？Where 来？Where did she 买来？在哪里？Where did she 来？Where did he sleep to Benia 嘛？A.K. 嘞？What time did he sleep？Did he sleep 先嘛？What time 来？没成 A.K. a 的嘞？Why 来没？Did he sleep？ ်သူဘာကြောင့်အိတ်ခဲ့တယ်လဲ how did he sleep သူဘလို့အိတ်ခဲ့တယ်လဲဟုတ်လားဒီရှိရကာလာလေးတွေချိန်တာဒီ question ဟောပါပဲခိုင်းသွားတာအဓိကအရေးကြီးတာကဒီ debate question ပုံစံအရင်ရအောင်လုပ်ထားဖို့ပဲဒါဆိုရင်ရိုးရိုးပုံစံရှိတယ်မဟုတ်ဘူးဆိုတဲ့အငင်းရှိတယ် la ဆိုတဲ့ပုံစံရှိတယ် yes or no question လို့ခေါ်တယ်ဒီမေးခွန်းတွေကဟုတ်ရင် yes i did လို့ပြရတယ်ဒီနေ့မေးတာကိုမဟုတ်ရင် no i didn't အဲ့လိုဖြစ်ရတယ်နော်ဟုတ်ပြီအဲ့တော့မေကုံးမှာဆိုရင်လည်းမေကုံးဘောရေဒီရှိထားပြီဆိုတာနဲ့တည်းခဲလဲဆိုပုံစံရပြီ ဟုတ်ပြီတော့ဘဒူးနဲ့ပတ်သက်ပြီးနောက်ထပ်မှတ်ထားရမှာက time expression လေးကိုမှတ်ထားရမယ် time expression ဆိုတာအချိန်ပေါ်ပြချက်လေးဘဒူးနဲ့တွဲလေတွဲထားရှိတဲ့အချိန်လေးဟောဒီဆန်းနဲ့တိစားလို့ရှိရင်ချိန်ပြန်လဲရေပြောနေကြပုံစံလေးပေါ့ဒါထက်စုံနဲ့ဟာလေးရှိသေးတယ် subject verb object ပြီးရင် place နေရာပြီးရင် time ဆိုတာအချိန်အဲဒီအချိန်နေရာမှာထည့်တဲ့အလုံးလေးတွေဘဒူးနဲ့တွဲလေတွဲထားရှိတဲ့ဟာလေး ူက pass လေအတိတ်လေအတိတ်ဆိုအတိတ်နဲ့ပတ်သက်တဲ့အချိန်လေးကိုမှတ်ထားရမယ်။ဘာတွေထည့်ရတယ်လဲဆိုရင် y e s t e r d a y yesterday မနေ့ကဒါမဖြစ်မနေကြတာ။ဘာလို့နဲ့ပတ်သက်ရင်ပါတတ်တယ်။နော် l e s t less ကတော့ဘာမှလို့ဆိုရင်လွန်ခဲ့တော့လို့အဓိပ္ပာယ်ထွက်တယ်။နော် last week ဆိုရင်လွန်ခဲ့တော့အပတ်ကလွန်ခဲ့တော့တပတ်ခန့်လို့ပြောကြတယ်။နောက်ခါကျတော့ last night အဲ့ဆိုရင်လွန်ခဲ့တော့ညကဒီ last နဲ့ပဲဒါနဲ့တွဲနေတာ။အနောက်ခါကျတော့ last month m o n t h month ဆိုတာလ လွန်ခဲ့သောလကဘာမှလို့ရှိနော်နောက် last year အဲဆိုရင်လွန်ခဲ့သောနှစ်ကအဲဒါ last နဲ့တွဲသုံးတာရှိတယ် last ကိုလွန်ခဲ့သလိုမှာထား last နောက်မှာအချိန်လေးထည့်ပြီးတော့လွန်ခဲ့သောဘာကလို့ပြောတာဟောနောက်အကိုးတစ်လုံးလေးမှာထားအကိုးလည်းလွန်ခဲ့သောပဲဒါပေမဲ့အကိုးကကျတော့ last လို့ရှိမှာမလို့နောက်မှာနေတယ်ဥပမာပြဆိုရင်2 days ago လွန်ခဲ့သောနှစ်ရက်ကဟုတ်ပြီနော်ခုနကလည်းပဲ2 months ago လွန်ခဲ့သောနှစ်လကဒီလိုဖြစ်သွားတာပါ ်เนาะအဲ့လိုမျိုးအခိုးနဲ့တွဲသုံးတဲ့ပုံစံလေးကိုလည်းခြေစွာပါလို့ထားမယ်ဆိုရင်မှတ်ထားရမယ်နောက်ခါကျရင်ဝမ်းနဲ့သုံးတဲ့ပုံစံလေးဝမ်း I was young เนาะနာငယ်ငယ်ထုံးကဆိုတဲ့ပုံစံမျိုးလေးเนาะနောက်ခါကျတော့ when i was a child နာခလေးဘဝထုံးကဒီဟွမ်းလေးကိုဒုံးကလို့ပြန်ပြန်မမြင်ဇင်ကလေးကဇင်ဒုံးကအဲ့လိုလေးပါတာပြရတယ်ဒေါ်အခါကအဲ့လိုလေးပါတာပြရတယ်ပြီးတော့ when i was young ငငယ်ဇင်ဒုံးက ်ခမို့လဲငယ်စဉ်ခါအခါကအဲ့လိုလေးပြရတယ်ပေါ့နော် i was a time time ရကလေးလေးအခလေးဘောကတုန်းကအဲ့လိုလေးပြရတယ်ဒါကတော့ဟိုပေါ့ past time expression လို့ခေါ်တယ်အတိတ်နဲ့ပတ်သက်တဲ့အချိန်ဖော်ပြချက်ကြီးလေအာဖော်ပြချက်ကြီးပဲဖြစ်တယ်ပေါ့နော်နောက်ခါကျတော့ခုနှစ်တည်းဆိုရင်လဲ in 2000ပေါ့2000ခုနှစ်တုန်းကခုနှစ်ကရှိမှ in ထည့်ရတယ်နော်လရည်ရရှိမှ January 5ရှိမှ in ထည့်ရတယ်ရက်တွေနဲ့ပတ်သက်တဲ့ဟာတွေ နော် first second third ဆိုခေါ်တယ်တရားနေ့တရားနေ့သုံးရက်နေ့ပဲဖြစ်ဖြစ် sunny monday tuesday လို့ခေါ်တဲ့ရက်တွေပဲဖြစ်ဖြစ်ရက်နဲ့ပတ်သက်တဲ့ဟာတွေအကုန်လုံးအရှိမှ on ထည့်ရတယ်နှစ်က in လ in ရက်က on နိုင်လေအကုန်လုံးကကြာတော့ရှိမှ at ထည့်ရတယ်အားလုံးမှတ်ထားဒါတော့ pass sign expression ဒါလို့ဒီညကြေးလေးအောင်နားထောင်နောက်နေ့မှာ value နဲ့ပတ်သက်တဲ့၄ချင်းကလေးကိုလောက်ကြ